ကောသလမင်းကြီးကမြတ်စွာဘုရားရှင်ဘုရောမြတ်ကိုဘောနာကြည်တော်မြတ်စွာဘုရားတပည့်တော်အိမ်မက်ထဲမှာဘုရားညတော်မှာကြောင်းပြန်ကြီးဘုရားအိမ်မက်ကလောကထုံးတဲ့အစင်လာအပြည့်မိခင်သွားမှကြီးဟာသူ့သားလေးကိုနှုတ်တားရဲ့သူ့သားလေးကသူ့အမေရဲ့နှုတ်ကိုစိုးပြီးတော့တဖြည်းဖြည်းအရွယ်ရောက်ပြီးတော့ကြီးပြင်းလာရတဲ့ဒါထုံးစံပါရဲ့မြတ်စွာဘုရားဒါပေမဲ့လို့ ။တပည့်တော်အိမ်မက်ထဲမှာနွားမကြီးတစ်ခေါင်ကသူဒီကနေ့မွေးတဲ့နွားလေးရဲ့နှုတ်ကိုရှစ်လက်နှစ်ချောင်းကိုထားရှစ်ချောင်းနှစ်ချောင်းပြောပြောလက်နှစ်ချောင်းပြောပြောအတူတူပါပဲဒီနော်။ရှစ်လက်နှစ်ချောင်းကိုထားပြီးတော့သူ့ခေါင်းကြီးကို နွားလေးရဲ့ဝမ်ဘိုက်အောက်ကိုရှိုးခခရရဟိုတိုးချိုးနုံနုံနဲ့နှုတ်ဆုတ်နေရတာပေါ့တပည့်တော်မြင်နေဘယ်လိုလဲမြတ်စွာဘုရားဒီမှာကတပည့်တော်လည်းပဲစဉ်းစားလို့မရဘူး ဘယ်လိုအကျိုးပြစ်ရှိပါလဲလဲဒါတော့မင်းကြီးတဲ့နောင်တစ်ဆင်ကြလို့ရှင်လောကမှာသူတော်ကောင်းတရားတွေဆုတ်ယုတ်လာတဲ့ကာလရောက်ရင်ဆုတ်လာတဲ့ကာလဆိုအများကသူတော်ကောင်းတရားတွေကိုလက်မခံကြတော့ပဲနဲ့နာမနာယူကြတော့မလိုက်နာခြင်းကြတော့ဘူးလူမိုက်တွေစကားကိုသာ အများသဘောကျလာကြတဲ့လက်ခံလာကြတဲ့လိုက်နာလာကြတဲ့ဒါအမှန်ဆိုပြီးတော့ယုံကြည်လာကြတဲ့ကာလတွေကိုရောက်လာလို့ရှင်လူကြီးသူမတွေမိဘဆရာတွေကဂုံတွေဟာတိတ္တနာလေအောင်းမေးတဲ့ပုံကိုယ်တွေအေးစုပြုကောင်းတယ်ရေလို့အောင်းမေးမိတဲ့ပုံကိုယ်တွေနေပါပြီးတော့သွားလိုက်မယ်ဒီအယူဆတွေပြတ်ကွက်သွားလိုက်ဩအဲ့ဒီကြရင်မိဘတွေဟာမိဟုဖာဟိုတွေဟာ နိုင်ငံတော်ကသာသမီတွေကိုကျွေးမွေးစောင့်ရှောက်ခဲ့ပေမယ်လို့သူတို့အလှည့်ကြတော့မိဘတွေကိုပေါ်မှာသာသမီတွေကအာဒီလူအိုလူမင်းတွေဟာဘာမှသူတို့ကိုသူတို့လောက်ကင်မစားနိုင်ဘူးငါတို့ကလှုပ်ကျွေးနေရတာပဲဆိုပြီးတော့ဝန်တို့ဝန်ဖို့တစ်ခုလို့ရှုမြင်လာကြလိမ့်မယ်ဒီနေ့ကလောကမှာတအားစွန်းထားတယ်မြင်လာရပါတယ်ပြိနိုင်ကန်းနိုင်တဲ့မိဘတွေကိုကြတော့အာမလေးအဖေအမေနဲ့ မိဘကမပေးနိုင်မကန့်နိုင်မကျွေးနိုင်ဘူးဆိုလို့ရတာမိဘကိုပြန်ပြီးလှုပ်ကျွေးနေရပြီဆိုရင်တချို့သားသမီးတွေဆိုရင်မိဘဩဇာအာဏာဘာမှသူတို့ပေါ်မှာမတည်တော့မိဘကဘာပြောပြောသူတို့နားတယ်မဝင်တော့ဘာမှမိဘတွေကအရင်မပါတော့မိဘဩဇာအရှိန်ဝါအုံးလုံးကြဆင်းပြီးတော့သွားခမားကြီးတို့ရှာမရှိပါနဲ့သူများတို့သာစားပြီးအသာနေစမ်းပါဆိုတဲ့အချို့မျိုးတွေဖြစ်သွားတယ်နော်ဒီပုံစံမျိုးတွေ ိဘတွေပေါ်မှာအယိုးသေးလုံးဝကင်းမဲ့ပြီးတော့သွားမိဘတွေကလည်းသူတို့ကိုယ်တိုင်ရှာမစားနိုင်တဲ့အရွယ်ဟာလူအိုတော့မစွမ်းဘူးနော်အိုမင်းမစွမ်းအိုတော့မင်းမစွမ်းမှုဆိုတဲ့ဆရာကြီးတခင်ကိုရောမိုင်းရတာလို့ပေါ့လူအိုသွားတဲ့ခါကျတော့သူတို့လည်းမစွမ်းနိုင်တဲ့အခါကျတော့အိုစားတာမကောင်းမှုပဲပြောရမှာကာလကဆုတ်ယုံနေတဲ့အခါကျတော့သူတို့ရဲ့ဘဝနေဝင်ချိန်မှာအစာစင်ရဲ့အနေစင်ရဲ့ ဒုက္ခတွေမဖြစ်အောင်လို့သာသမိတွေမျက်နှာကို ကြည့်ပြီးတော့တခါတည်းစင်စင်ရဲရဲနဲ့စိတ်ဆင်းရဲခြင်းကြီးစွာကိုယ်ဆင်းရဲခြင်းကြီးစွာနဲ့ပဲဘဝကိုဖြတ်တန်းဘဝနေဝင်ခြင်းကို ဆုံးသက်ကြရတဲ့အနေထားမျိုးတွေဖြစ်လာတယ်ဘောဒီနေ့ခေတ်လာတဲ့မြင်နေရကျောသားသမီးရဲ့နေကိုယ်တိုင်ကအဖေကိုလမ်းပေးလာပြစ်တာတဲ့အမေကိုလမ်းပေးလာပြစ်တာတို့ဒါမျိုးတွေလည်းတွေ့လာရဒီလိုမျိုးနော် မိဘတွေကယေရှုကိုအောင်းမေကောင်းတယ်လှုပ်ကြွေးကောင်းတယ်လို့တော့စိတ်ထဲမှာမရှိကြတော့တဲ့အနေအထားမျိုးတွေဖြစ်လာတယ်အဲ့ဒီအချိန်ရောက်အဲ့လိုမျိုးဖြစ်လာတဲ့အခါလူငယ်တွေအယူအဆအတွေးခေါ်တွေရဲ့လူပုံစံမျိုးတွေဖြစ်လာတဲ့အခါကြတော့မိဟုဖအောင်မစွမ်းနိုင်တော့တဲ့လူကြီးတွေဟာသာသမိတွေငယ်ဝယ်သူတွေကိုခရပြီးတော့ဟာတဲ့မျက်နှာငယ်လေးနဲ့အသက်မွေးကြတဲ့အနေအထားဆင်းဆင်းရဲရဲနဲ့ ဘဝနေကအဆုံးသက်ရတဲ့အနေအထားမျိုးတွေဖြစ်လိုက်မယ်သာသမီတွေကိုခါခါရရသူတို့ကြွေးခြင်းမွေးခြင်းအောင်ကိုယ်မစွန့်ပစ်အောင်မညှို့ညင်အောင်ဆိုပြီးတော့ညနာငရတဲ့အနေအထားမျိုးတွေရောက်သွားလိုက်မယ်တဲ့မြတ်စွာဘုရားကဒါဆင်းပြဒီအကြောင်းကိုပဲဦးဇင်းတို့ရှင်းစရာကြီးကကြပြလေးတွေဆက်ထားတယ်။မှတ်လို့လည်းတံပြောက်တံပေါက်ကြပြလေးတစ်ခုရှင်းတယ်။ နွားငယ်မနုနွားစီတို့စို့လို့မြင်မှတ်သည်ဂျေစုကြည်လာမင်းနဲ့ဖာတာကဝေကျွေးမြည်နွားငယ်မနုနွားစီတို့စို့လို့မြင်မှတ်သည်ဂျေစုကြည်လာမင်းနဲ့ဖာတာကဝေကျွေးမြည် ောင်းငယ်ပါလျက်နှုတ်ကိုနှွားကြီးတွေဝိုင်းပြီးတော့ထားတယ်ခါခါရရစို့နေရတယ်လို့ပဲဒါအိမ်မက်ရဲ့နမိတ်အကျိုးကဘာလို့ဆိုတော့အာသမီတွေကဝေမျှပြီးတော့ပေးသမျှကမ်းသမျှတွေနဲ့အသက်မွေးရတယ်လို့ပြောချင်တဲ့သဘောဘုရားဘုရားအောင်ဆရာတော်ဘုရားကြီးကတော့အဲ့ဟာကိုခပြအောင်တော့တနည်းရေးပြတယ်ဇနေဖွာနွားလာတဲ့တားငယ် ဖညာကိုမိခင်ဆိုတဲ့ထူလို့မှတ်ဖွယ်ဂျေစုကျွဲမွေးမဲပါရင်ဘောစာမကုံတန်းတော်သမိထောင်သားထောင်ချော့ရတဲ့ပြောင်းပြောဝစင်ဒီနေ့မှာွားတဲ့နွားသားငယ်လေးရဲ့နှုတ်ကိုမိခင်ကြီးကစွန့်နေရတယ် ေစုကျွယ်မင်းမွယ်ဖာရင်ယေစုကြီးမားလာတဲ့မိဘအရှင်မိရင်ဖာရင်နေတာအဟောအစားမပြည့်စုံကြလို့စာဝတ်နေရတဲ့အတွက်သာသာထသမိထံချော့မော့ပြော့ပြောင်းမသူတို့အလိုတိုင်းနေပြီးတော့အသက်မွေးကြရတဲ့အနေအထားကိုကြောက်သွားလိုက်မယ်လို့ဦးတော်ဆရာတော်ဘုရားကြီးကအဲ့ဒါလောက်ရှိသားဆက်ဆူခဲ့တယ်ပေါ့